မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့လက်နဲ့ထီးရင်ရွှေဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါဒီကာလမှာ ကျွန်တော်ကျင့်သုံးနေတာတစ်ခုက if you are not happy make other people happy မင်းမပြောရင်သူတစ်ပါးကိုပြောအောင်လုပ်ပေးလိုက်ဆိုတာပါပဲအဲ့ဒါကိုတချို့ကစောရကတက်ပါတယ်ကိုမမပြောတာသူတစ်ပါးကိုဘယ်လိုပြောအောင်ထားမလဲတဲ့ဟုတ်တာပေါ့ ကိုယ်တိုင်ကမှစိတ်ကြည်မနေရင် သူများကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့တောင်ခတ်သွားတာကို သို့တော်လေကျွန်တော်တို့အခုမပြောဘူးဆိုတာကအရင်လိုလောကိစ္စအစမပြေလို့တယောက်ယောက်နဲ့စကားများလို့ကာလံပိတ်လို့ဆိုတဲ့ပြဿနာတွေတော့မဟုတ်တော့ပါဘူးဘဝနဲ့ချီတယ်ပြောရပါမယ်အထီးကျန်တာလမ်းပြောက်တာအနာဂတ်ကဝေဝါးနေတာသိုးရင်ပူပန်နေရတာဘဝရဲ့ဘယ်စိတ်ပိုင်းကမှရေရေရာရာတည်ကြမှု ရှိမနေတာ တခြားသူတွေနဲ့နှိုင်းရှင်ပြီးတငယ်စိတ်ဝင်တာအပြစ်ရှိသလိုခံစားရတာဒီလိုအခြေအနေမျိုးတွေဖြစ်ပါတယ်။ကိုရွေးချယ်ရည်တည်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲကိစ္စတွေပေါ့။ဒါတွေကိုနည်းမျိုးမျိုးနဲ့ကူစားကြတယ်မအားအောင်နေတယ်တခုခုလုံနေတယ်လေးကျင်ကန်းလုံတယ်ပကြီဆွဲတယ်တရားထိုင်နေအကျိုးမရှိဘူးလားဆိုရင်တော့အကျိုးရှိပါတယ်။ကိုယ့်ရဲ့စိတ်ကိုကျေနပ်သွားပျော်သွားစေတဲ့အရာတွေပေါ့။အဲ့ဒီထဲမှာ သူတစ်ပါးကိုပြောအောင်လုပ်ပေးလိုက်ရခြင်းကလည်းထိတ်ဆုံးကနေပါပါတယ်။အဲ့ဒီလိုလုပ်ပေးလိုက်လို့ရလာတဲ့ခံစားချက်ကဒီကာလမှာဖြစ်နေတဲ့စိတ်အဆင်ပြေမှုတွေကိုအတော်လေးတက်တာရရစေပါတယ်။ငွေကြေးကူညီပေးတာအားပေးစကားပြောတာသူတို့လိုအပ်နေတာကိုကူညီပေးတာသာသဖြင့်လုပ်ပေးလိုက်လို့တစ်ဖက်လူကဂျေဇူးတင်စကားပြောတာခံရတဲ့အချိန်အတိမတ်ပြုခံရတဲ့အချိန်ဒါမှမဟုတ် တို့အဆင်ပြေသွားတာကိုမြင်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ကတိတိတတ်တာကိုကောင်းပါတယ်။ဘဝကိုအတိတ်ပဲရှိလာစေတယ်၊နေပျော်လာစေတယ်။ငငယ်ကတော့လူငယ်တဘာဝအကြီးကြီးတွေပျော်ဘူးတာပေါ့၊ကြီးရွယ်ဘူးတာပေါ့။ကဘာကိုပြောင်းလဲနိုင်ခဲ့သူတွေအကြောင်းဖတ်မိပြီးအားကြဘူးတာပေါ့။တကယ်တကယ်ကြတော့အကန့်အသတ်အတားအဆီးတွေကအများကြီးပါ။ကဘာကြီးကိုပြောင်းလဲခင် ကဘာကြီးကကိုယ့်ကိုမပြောင်းလဲနိုင်အောင်အရင်ဆုံးစူးစမ်းရပါလားဆိုတာကိုသဘောပေါက်လာပါတယ်။ခုဆိုရင်လည်းကျွန်တော်တို့ဘာလုပ်နေလဲဆိုတာကဘာကြီးကကိုယ့်ကိုမပြောင်းလဲနိုင်အောင်တောင့်ခံနေရရတာပဲမို့လား။မတရားမှုကိုလက်ပိုက်ကြည့်နေရင်နေသားသလိုနေရင်အေးဆေးပါပဲ။မင်းတို့ဘဝပြတ်မှာမဟုတ်ဘူးရဲ့။ကဘာကြီးကတင်ပေးနေပါတယ်။လောကမှာငွေဆိုတာဒုတိယဖျားသခင်ပဲ။ငွေရှိအောင်သာလုပ်။ဘယ်နည်းနဲ့ချမ်းသာချမ်းသာ ချမ်းသာလာပြီဆိုလူတွေကမင်းရှိမှဒုထောက်ခါစားလာကြလိမ့်မယ်။ကဘာကြီးကတင်းနေပါလေ။မင်းတယောက်တည်းနဲ့ဘာမှထူးမလာဘူး။နှမ်းနေသေးနေတော့စီမပြစ်ဘူးကွ။လုံမနေနဲ့တဲ့။ကဘာကြီးကပြောနေပါလေ။အဲ့ဒီစကားတွေကိုကြံ့ကြံ့ခံပြီးနားမယောင်မိအောင်စူးစမ်းနေကြရတာပဲဖြစ်ပါလေ။ဒါကြောင့်ကဘာကြီးကိုမပြောင်းလဲခင် သူကအကုတ်ကိုမပြောင်းလဲနိုင်အောင် အရင်စူးစမ်းရမယ်လို့ပြောတာပါ။ ဘာနဲ့ချီပြီးမပြောင်းလဲမပြောင်းလဲနိုင်ရင်နေပါစေ ကိုနဲ့ထိဆက်ပတ်သက်လိုက်တဲ့လူတွေပဝန်းကျင်တွေဟာကိုကြောင့်အစဉ်ပိုပြီးလာကြတယ်ပိုကောင်းလာကြတယ်ဆိုရင်လည်းဘဝကကျင်းနေစရာကောင်းပါလေလက်နဲ့ထိရင်ရွှေဖြစ်တယ်ဆိုတဲ့စကားရှိပါတယ်သူလှုပ်လိုက်ရင် အောင်မြင်သွားတယ်သူပံဖို့ပေးလိုက်ရင်နာမည်ကြီးသွားတယ်ဒါမျိုးကိုဆိုလိုတာပေါ့ကိုနဲ့ပတ်သက်လိုက်တဲ့လူတွေရောက်ကကိုနဲ့မတွေ့ခင်ကထက်ပိုတိုးတက်လာတယ် ကိုရောက်သွားတဲ့နေရာအဝန်းဝိုင်းကလေးကကိုမြောက်ခင်ကထက်ပိုပြီးတော့အသားရလာတယ်။ကိုရှင်တန်ခဲ့တဲ့နိုင်ငံက ကိုမမွေးခင်ကထက်နေချင်းစပွဲပိုဖြစ်လာတယ်။ဒါဆိုရင်ကိုနဲ့ထိလိုက်တဲ့နေရာတိုင်းဟာရွှေဖြစ်သွားတယ်လို့ဆိုနိုင်ပါတယ်။ပြောင်းမြန်နေတဲ့စဉ်းစားရရင်ကိုနဲ့ပတ်သက်လိုက်သူတိုင်းဟာတခုခုနစ်နာသွားတယ်၊စိတ်ထိခိုက်နာကျင်ရတယ်။ကိုရောက်သွားတဲ့နေရာတိုင်းဟာပျက်စီးသွားတယ်၊လုပ်ငန်းခွင်တွေဟာစိတ်ညစ်စရာကောင်းသွားတယ်။ ဒါဆိုရင်တော့လက်နဲ့ထီတိုင်းရှင်ဖြစ်နေပြီ ပြောရပါမယ်။ဒီတော့အများကြီးမလုံနိုင်ရင်နေပါ။ကိုနဲ့ထီဆက်လိုက်သမျှအရာအလုံးကိုတော့ကို့အားဖြင့်အစဉ်ပြေသွားတာပျော်ရွှင်သွားတာတိုးတက်သွားတာပဲဖြစ်ရအောင်အားထုတ်စေခြင်းပါတယ်။အဲ့ဒါကကိုဘဝကိုလည်းအတိတ်ပဲရှိစေတယ်။နေပြောအောင် နေစေပါတယ်။တကယ်တော့စိတ်မှန်နဲ့ပျော်ရွှင်မှုဆိုတာတပါးသူကိုကိုယ်ညီလိုက်တဲ့အခါမှာ ရလာတဲ့ခံစားချက်ကို ပြောတာဖြစ်ပါတယ်။အပြင်ကနေလာတာမဟုတ်ပါဘူး။အတွင်းထဲကနေလာတာမို့ဘသူကမှလူယူလို့မရတယ်လို့ပျောက်ပြက်အောင်လဲလုပ်လို့မရပါဘူး။ဒါဟာဒါရှိလဲခံပါတယ်။ပြည့်ပြည့်ဝဝလဲရှိပါတယ်။ဒါကြောင့်မို့ if you are not happy make other people happy လို့ပြောရခြင်းဖြစ်ပါတယ်။โอเคဒါကတော့ဆရာဖြူတရားရဲ့လက်နဲ့ထီးရွှေဆိုတဲ့အဆောင်မလေးကို ဖပြပေးသွားတာပါမိစေရဲ့ခန်းစားတည်မြင်တော်မှုကိုလည်းခွန်မမှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့မှာလေးကွန်မွန်နဲ့စာစကားစုတွေရှာဖွေဖပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်မလေးကိုကျန်နေတဲ့ဆိုရင်လမ်းနဲ့ share လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိစေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ